မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေဒီတစ်ခါတော့ဆရာတို့ဒီနေ့နေ့သားသမီးတွေအတွက်2025ခုနှစ်12လပိုင်းတလဆာရောင်ရံဆောင်ရံအတွက်ဂန်ဂျမာဟောစရန်ကိုဟောကြားပြီးမှဖြစ်တဲ့အတွက်ဘာမှမဟောကြားမီဒီနေ့နေ့သားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်တယ်မြောက်ဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာလို့ဆုတောင်းထောက်ပံ့ပြုသလိုက်ပါတယ်ဒီ2025ခုနှစ်12လပိုင်းအတွင်းမှာဥစ္စာကရမဒီနေ့နေ့သားသမီးမိတ်ဆွေတို့ရဲ့ယင်ထဲမှာဘာတွေဖြစ်ပေါ်နေလဲဆိုတာဆရာကတအားတော့ကတ်လီနဲ့ဥစွာဆွဲကြည့်ပါမယ် တို့လူတွေကလည်းမိတ်ဆွေမိတ်ဆွေတို့ရဲ့ယင်ထဲမှာမိသားစုကိစ္စအိမ်နွေးရေးကိစ္စအေးအေးချမ်းချမ်းနေကျင်တဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးမိသားစုအိမ်နွေးရေးနဲ့ပတ်သက်လို့အဆင်ပြေခြင်းတွေငြိမ်းချမ်းဟိုငွေကြေးချက်လူမှုရေးချက်မိသားစုအေးချမ်းခြင်းနဲ့ငြိမ်းချမ်းခြင်းကိုအလိုရှိနေသောလဖြစ်ပါလေထို့တူပဲဒီတလတာတို့ဒီမှာဆိုမိတ်ဆွေတို့လူတွေသားသမီးတွေဟာဒီဆန္ဒပိုင်းဒီမှာဆိုရင်ဘာကိုလုံလုံကံကိုကအစမှာတော့ အနှဲငယ်လေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးကိုရောလည်းကိုပါရဒီကလည်းကိုပါရဘုံမပါရင်မဖြစ်ရမျိုးလေးတွေဖြစ်တတ်တော့လားဖြစ်တတ်တဲ့အတွက်တနော်လေးတော်မျိုးမိတ်ဆွေတွေနဲ့အစမှာတော့ဘာလို့လို့လို့ကိုကိုယ်တိုင်ဥစည်းဥဆောင်ချင်းစိတ်ပန်းချင်းစိတ်မောချင်းလေးတွေအနှဲငယ်ကြုံတွေ့ရတတ်တော့ကံဖြစ်ပါလေ ထို့သူမက်ရှင်ဒရုန်းနေတာသမီးကြီးဒီလာတာတို့တယ်မှာဆိုအထူးဖြင့်ဒေါ်သားနဲ့ခြေတန်းနေပြီးဆုံးဖြတ်တာမျိုးလေးတွေအလင်းစလို့ဆုံးဖြတ်တာမျိုးလေးတွေအဲခက်မြန်မြန်ဆုံးဖြတ်ဆောင်ရွက်တာမျိုးလေးတွေမလုပ်ပါနဲ့စိတ်ထဲမှာဝုန်းကနေတိုင်းကနေလှုပ်ဆောင်တာမျိုးလေးတွေအားနည်းစေတတ်သောကာလအပိုင်းခြားဖြစ်ပြီးတော့ဒီဆန့်လာပိုင်းဆိုတဲ့နောက်နှစ်ဆက်ငါးခုနှစ်ရဲ့ပြက်ကလေးရဲ့နောက်ဆုံးလာမှာတော့အရေးကြီးသောကိစ္စတွေကိုနောက်နှစ်အတွက်ပါမတော်အောင်အတက်နိုင်ဆုံးတတိကလေးထားပြီးလှုပ်ဆောင်ကမှဒေါ်ကကြမယ်လား အတတ်နိုင်ဆုံးအလင်းစလိုအပြတ်သဘောဆောင်ရရလေးတွေကိုမဆုံးဖြတ်မဆောင်ရက်စီလိုပဲနဲ့ meditation ပေါ့တရားနာနာထိုင်ခြင်းအေးချမ်းချမ်းဆုံးဖြတ်ခြင်းအချိန်ယူခြင်းနဲ့တွေးခေါ်ခြင်းတွေကိုများစွာအသုံးချရန်လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီနေ့တော့25ခုနှစ်17လပိုင်းပြမှာတနုမနေသားသမီးမိတ်ဆွေများရဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါအထူးသဖြင့် အသွေးသားနဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေတတိထားစင်နေရလိုအပ်ပါတယ်အသွေးသားနဲ့ပတ်သက်တဲ့အရာလေးတွေအရင်ပြားရာနာခြင်းမျိုးလေးတွေနဲ့ပတ်သက်လို့ allergic ဖြစ်တာမျိုးလေးတွေဒါမျိုးလေးတွေပုံမူတတိထားစင်နေပြီးတော့အမျိုးသမီးများအနေနဲ့ဆိုရင်တော့အမျိုးသမီးယောဂါလေးတွေကိုတတိပြုစင်ကြရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသေးခင်ဗျာထို့အတူမိတ်ဆွေများကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအိမ်လေးကိစ္စလေးတွေမိသားစုကိစ္စရေးလေးတွေဒီမိသားစုအိမ်လေးကိစ္စလေးတွေကြောင့်မိတ်ဆွေတို့အနေနဲ့တနုံနေသားသမီးတွေဟာဒီလတာအတော်တွေမှာဆိုရင်အရာရာကိုအတက်နိုင်ဆုံး အဲအိမ်တွင်းမှုကိစ္စမိသားစုရေးကိစ္စတွေဖြစ်နိုင်ရင်အများကိုထုတ်ပြောတာမျိုးတွေမပြုတ်လို့ရလိုအပ်တော့လားမပြုတ်လို့မဆောင်ရမပြောဆိုမဆုံးဖြတ်တဲ့ကြောင်းလိုအပ်ကြောင်းနဲ့မိမိတို့အိမ်အတွင်းကြီးဆိုတဲ့အတိုင်းအိမ်တွင်းကနေအိမ်ပြင်ကိုမထွက်ဖို့လိုအပ်ကြောင်းနဲ့ပြောမိဆိုမိလိုက်တဲ့အခါအမာယုံနေနဲ့လွဲမမှုတွေလွဲဆော်မှုတွေကြုံရတတ်တဲ့အကြောင်းမလို့ဖြစ်နိုင်ရင်ကိုယ့်အကြောင်းကိုကိုယ်ကလွဲရင်ကိုကသူမမဟုတ်တာသူကလည်းကိုမမဟုတ်တဲ့အတွက်အတတ်နိုင်ဆိုတိုးတိုးတိတ်တိတ်ဆုံးဖြတ်ဆောင်ရွက်တာဟာကံရဲ့အထောက်အကူကိုရရှိမယ်လားဖြစ်ကြောင်းအားရပါရ လာခမောင်းခတ်ပြောကြလိုက်ပါတယ်။ထို့အတူမိတ်ဆွေတို့ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့လူထင်ကြီးခံရတတ်သောကာလထီကန်ကောင်းခြင်းထီပေါ့ခြင်းငွေကြီးနဲ့ပတ်သက်လာမထင်မှဖဲနဲ့အများကပုံမို့ထင်ပေါ်ကျော်စောခြင်းအ ਨੇ ဆုံးတော့ဗျာခုမှရှိတာကငွေတသိန်းဆိုပေါင်းဝင်းညမင်းနေရတိတ်တရာထင်တာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လို့ရှိရင်ထင်ပေါ်ခြင်းကြော်ကြားခြင်းဆောင်ရဆောင်ဆုံးပြဆောင်ရလို့ရတဲ့ကာလအပိုင်းချပြပြီးတော့သူများထက်တာမန်ထက်အိမ်ဝိုင်းချမ်းမြေရထိုင်ငင်းလှုပ်ဆောင်တဲ့ခါမှာလေတာမန်ထက်တော့ပို့ပြီးတော့ ဈေးပို့သုံးရခြင်းတွေတာမန်ထပ်ပို့ပြီးတော့ဈေးခေါ်ခံရခြင်းမျိုးတွေကျုံ့တက်တော်လာဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုတည်တည်ချာချာလေးနဲ့အတွင်းကြလေးစစ်ပြီးတော့ဈေးကိုလိုအပ်ကြောင်းနဲ့စစ်ပြီးတော့လည်းစစ်ဖို့လိုအပ်ကြောင်းလိုအပ်ပါတယ်ခင်ဗျာထို့အတူငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်တော့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးတွေလှုပ်ဆောင်ရတော့တော့လိုအပ်တော့လာအပိုင်းချလဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီထို့အပြင်ငွေချင်းနဲ့ပတ်သက်လာတဲ့အခါဒီလာတာတော့ဒီမှာအဲ အပေါင်းအသင်းကိစ္စလေးတွေကြောင့်ဝင်ဝင်လာတာမျိုးလေးတွေသာသမီတပည့်လက်သားလေးတွေကြောင့်ဝင်ဝင်လာတာမျိုးလေးတွေစက်တူကိစ္စလေးတွေစားသောက်ကုန်ကိစ္စလေးတွေစံစီစေစားစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေစိုက်ပျိုးသင့်တယ်နဲ့ပတ်သက်တာမျိုးလေးတွေစက်တူလုပ်ငန်းလေးအဲဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ရင်ချိတ်ကိုစားရပြီးအစု share စုကြီးနဲ့ပတ်သက်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ရစရာရှိတဲ့ငွေတွေကိုခက်ပြက်ပြက်ခက်ချင်းချင်းနဲ့ခရဲရဲတောင်းဆိုပြောဆိုတဲ့အခါငွေကြီးနဲ့ပတ်သက်လို့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိပြီးတော့အစင်မပြေနိုင်စရာတော့ဘာမှမရှိတာတော့ငွေကြီးကန်ရတော့တွေ့ရပါတယ်သို့တော့အိမ်နွေးကိစ္စလေးတွေကြောင့်ဝေကုန်ကြီးချများရတတ်တာမျိုးမိသားစု ကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများတတာမျိုးလေးတွေကြုံရတတ်တယ်လို့ရင်ဆက်ပစ္စည်းကိစ္စလေးတွေကြောင့်ခီးသွားဆက်လာမှုကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ငွေကြီးအကုန်ကြများတတ်တော့ကာလာပိုင်းခြားဖြစ်ပြီးတော့အိုးအိမ်ရှမ်းပြည်အိမ်တွင်းရေးကိစ္စအမိသားစုရေးကိစ္စနဲ့ပတ်သက်လာရင်တော့ကိုကအဲပုံနာလဲကိုပါရလူမှုရေးကိစ္စလေးတွေကြောင့်တော့ငွေကြီးဟာအနှဲငယ်လေးတော့အကုန်ကြများတတ်တော့ကာလာပိုင်းခြားဖြစ်ပါတယ် အလောင်းကစားအပြော်ပါမဲ့ပတ်သက်ရင်လွန်စွာသတိထားစင်ကြင်ညာအတွက်တော့လိုအပ်သော12လဖြစ်ပါတယ်12လပိုင်းဖြစ်ပါတယ်ထို့အတူတုံးလုံးရဲ့သာသမီမိတ်ဆွေတွေဖို့အလောင်းကစားနဲ့ပတ်သက်တာတွေအပြော်ပါနဲ့ပတ်သက်တာတွေကတာမန်ထပ်ပို့ပြီးတော့သတိပြုစင်ကြင်ညာလိုအပ်ပြီးတော့တွေ့တယ်နဲ့ကြက်တခုဆိုတဲ့အတိုင်းမရင်းမီမလို့ဆောင်တင်ကြောင်းထပ်လောင်းအကြံပေးလိုက်ပါရစေ ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီတနုံနေသားသမီးတွေကဒီက2025ခုနှစ်ဆန္ဒပိုင်းဆိုတဲ့လအတော်တွေမှာအထူးပြည်ထားစင်နေရမယ့်အချက်ကတော့မိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်တာမျိုးဇယားသမားဟောင်းအပေါင်းအသင်းဟောင်းနဲ့ပတ်သက်တာမျိုးရည်စားဟောင်းချစ်သူဟောင်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့အဟောင်းတွေကိုစိတ်တော့ကပေးခြင်းမျိုးတွေအဟောင်းကြီးထားပြီးဝေးတယ်တော့ဆိုတဲ့အတိုင်းပဲအဟောင်းတွေကိုထားခဲ့ပြီးတော့အစ်စ်တွေကိုစုံပြဆောင်ရွက်တာမျိုးသို့မဟုတ်ရင်လုပ်ငန်းတွေအလုပ်တွေကိုရွေးချယ်တာမျိုးအလုပ်ဟောင်းနဲ့အဟောင်းဆိုရင်တော့ ဘာကမှအကျိုးမပေးကြောင်းနဲ့စက္ကန့်ဆိုဘာမှမကောင်းလို့မှတ်ယူလိုက်ပါအဲဒါကြောင့်လို့မိတ်ဆွေတို့နဲ့တာသမီတွေဟာအဲအဟောင်းတွေကိုစတင်ပြီးတော့စဉ်းစားကြိုးစားနေတာမျိုးတက်ငါတို့ဒီလာတော့ပြပြအောင်ဆုံးဖြတ်ပြီးတော့ဆောင်ရွက်မယ်လာမယ့်2026ဆိုတာ2026စတင်ခြင်းဆိုတဲ့အဓိပ္ပာယ်လည်းရတယ်သူကဒီဒလမှာအဟောင်းတွေမပြီးမပြတ်တာတွေကံကမ်းမှုတွေတင်ပြပြအောင်ဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီကောင်းပြီ ဒီလက်ခံတော်တွေမှာဆိုရင်အရှိရေလူငယ်တွေအရှိရေနဲ့ပတ်သက်လာရင်တော့မိတ္တာကြီးနဲ့ပတ်သက်ရင်တော့ဟော ဇုတ်လဲစုစားလဲယူမဖြစ်ပါဘူးမင်းလူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်ဖူးစာတဲ့ချစ်သူတွေပေါ်လာတာမျိုးတွေဝေးကွာနေတော့အခြေကြီးတွေအိမ်တော်ကြီးတွေနဲ့ပတ်သက်လာရင်ပြန်လဲစုံစည်းရတာမျိုးမိတ္တကြီးနဲ့ပတ်သက်ရင်သူဦးတယောက်တစုံတယောက်ရဲ့ငကုတ်ကနားလဲမှုလွဲနေရင်တော့နားလဲမှုပြန်လဲရရှိတာမျိုးတွေဂျုံဝတ်တတ်တယ်မိတ္တကြီးကံနဲ့ပတ်သက်ရင်တော့အမှန်တရားအတာပြီးတော့ဖူးစာဘက်အိမ်တော်ဘက်ဒီစားဘက်ချစ်သူဘက်တွေအစ်စ်ပမှန်တကယ်ရရှိတတ်တော့ဒါလာပိုက်ချဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အဲချစ်သူကြီးအခြေကြီးတွေနဲ့ပတ်သက်ရင်လဲဝေးကွာနေတော့တမုန်းတွေသာသမီများအဖို့တော့ပြန်လဲစုံစည်းရမယ်ကာလာ အချစ်တဲ့ချစ်သူတဲ့တင်နဲ့ပတ်သက်လို့ကြောရွှင်စရာကာလဖြစ်ပြီးတော့မိမိကိုချစ်သောမြန်နိုးသောသူတွေကနေပြီးတော့အဲမိမိပေါ်မှာဘယူဆိုင်ခံမှုတွေထောက်ပံ့ပေးမှုတွေကြောင့်တော့ဝမ်းသာစရာအားရစရာအပိုင်ရှားလေးဖြစ်ပါတယ်။သမီးသားများအနေနဲ့ကတော့အိမ်အောင်ပြစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့မိတ်ဆွေများရှေ့တို့ဆောင်ရွက်ပါ သို့တော့မိဘတွေမိသားစုတွေရဲ့ဂုံချိန်ပကရဏတွေပါလာရင်တော့တဦးနဲ့ဒုတိယနဲ့တယောက်ရှစ်ရက်နဲ့အတ္တကြည့်ရင်တော့ဖြစ်ဒီရာလေးတွေမှာတော့သတိပြုစင်ကြင်ပြီးတော့ဟောဟိုချစ်တာတစ်ခုလည်းကြည့်မယ်ဆိုရင်တော့မိတ်ဆွေတို့ဖို့အိမ်တော်ပြည်ရတော်တော်အိမ်နာအားသာပြီးတော့အခက်များများပြောဆိုညှိနှိုင်းရတဲ့အလုပ်တွေမှာဆိုရင်တော့ညှိလေပြက်လေညှိလေဝေးလေဆိုပြီးတော့ပြဿနာတွေပိုလာတက်တက်ပြတ်တော့ဖြစ်နိုင်တော့အဲဒီလေးချာချာလေးနဲ့တွေးခေါ်စဉ်းစားပြီးတော့မှတိုင်းမြင်စဉ်းစားဆုံးဖြတ်တာပိုကောင်းပါတယ်ခင်ဗျာเนาะတို့တို့မိတ်ဆွေတို့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့အဆင်မပြေနိုင်စရာဆိုရင်တော့ မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့မျက်နှာရှင်းဆိုင်ပြဿနာတက်တာမျိုးတွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တယောက်ကဒါဆိုတယောက်ကဟိုကဖြစ်နေတာမျိုးလေးတွေပြီးခဲ့ပြီလားကိစ္စတွေကိုအပြန်ဖော်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တန်လျာစိတ်မျိုးလုံးတွေနဲ့ကြိခံရတာမျိုးလေးတွေကြောင့်တော့ပြဿနာပဋိပက္ခလေးတွေကြုံရတက်တာကလွဲရင်ကျန်တာဘာမှစစိုးဝါးဝါး မရှိလာပဲနဲ့အိမ်တော်ရင်းအစင်မပြင်းတယောက်ရဲ့ပြီးခဲ့ပြီးတော့အမားတွေပြီးခဲ့ပြီးတော့အရာတွေကိုအရွယ်တိုက်တက်တော့ကာလာပိုက်ချက်ဖြစ်တဲ့အတွက်ဒီအချက်လေးတွေကိုတော့ဒါမှဖြတ်ပို့ပြီး view side တတိယစင်နေရအတွက်တော့လိုအပ်ပြီးတော့တဦးကတယောက်နဲ့တယောက်တဦးနဲ့တဦးမောင်တန်းမယ်ပြီးရဆိုတဲ့အတိုင်းနဲ့ဆုံးဖြတ်ဆောင်ရွက်ပြီးတော့ညင်တက်ညီလက်ညီလှုပ်ဆောင်ရင်အသာပါတယ်မိမိတို့ရဲ့အိမ်တွင်းကိစ္စလေးတွေမှာအခြားသူတဦးတယောက်တစိမ့်တယောက်ဘေးလူတယောက်ဝင်လာရင်တော့ဖြစ် အစီအမပြေနိုင်ကြရလေးတွေကြံ့ကြနိုင်ကြရလေးတွေပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့အိမ်ဆောင်ရင်းမိသားစုရဲ့အိမ်ရင်းနဲ့ပတ်သက်လာရင်တော့အခြားတူမိမိအိမ်တွင်းကလူထက်အခြားသူတို့တယောက်ပေါ်မှာယုံကြည်အားကိုးဖွင့်ပြီးတော့တိုင်ပင်တာမျိုးလေးတွေဟာကံကိုကြံ့ကြဟန်တာဇေပြီးတဲ့အခါမိသားစုတွေတူနဲ့တူနားလည်မှုလွဲစီတတ်တဲ့အတွက်ကြောင့်မလို့တော့မိမိတို့အနေနဲ့တတ်နိုင်ဆုံးဖြစ်နိုင်လို့ရှိရင်နှိမ့်နိုင်ဆုံးပြဆောင်ရွက်ဖို့လိုအပ်ပါတယ်အိမ်ရင်းကိစ္စမိသားစုရဲ့ကိစ္စတွေသတိပြုပါ အပေါင်းအသင်းအဖွဲ့အစည်းမိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်တာမျိုးလူထင်ကြီးခံရတဲ့အလုပ်တွေမှာအတတ်နိုင်ဆုံးမလုပ်ပါနဲ့သတိပြုစင်ကြရလူအကြောင်းနဲ့စေတနာတွေဝေဒနာပြည့်ရတတ်သောကာလဖြစ်ပါတယ်ဘဇက်ခဖရားလက်ခကာယဖြစ်နေတတဲ့အတွက်တော့ဘာသာတရားကိုပုံမှုပြီးတော့ငဘောကတဲ့ပုံမှုစူးစမ်းဆုံးဖြတ်ဆောင်ရရန်လိုအပ်ပါတယ်။ထို့ပြင်မိတ်ဆွေတို့နဲ့တာသမီတွေဒီလက်တာတို့မှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေ။နှုန်းနှုန်းနဲ့တာသမီတွေဒီနှစ်25ခုနဲ့17လပိုင်းဆိုတဲ့လအတွင်းမှာဆိုရင်တော့ ရွှေနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်အလတ်ကုန်ကြီးစီးတင်နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်အထယ်လိုက်ထီထီဖနက် online social media dashi.la လောင်စာစီအစရှိတဲ့လုပ်ငန်းတွေ ချိတ်လို့ဆိုတာလှုပ်ဆောင်မှာအဲချိတ်လို့ပြီးတော့ကံကောင်းမှုတွေအထောက်အပံ့တွေရရှိတတ်သောကာလဖြစ်ပါတယ်။သားသမီးနဲ့ပတ်သက်ပြီးတော့သားသမီးတွေရဲ့ကိစ္စလေးတွေမှာစိတ်ချမ်းသာစရာလေးတွေနှစ်ကိုကသားသမီးမရရှိတဲ့သူတွေသားသမီးစုပန်နာမျိုးအဲညောင်မင်းကြီးကြီးတွေမှာဖယားတွေမှာမိမိအိမ်မက်အရာအာယုံရစိတ်နှမိတ်အရာရရှိတဲ့နေရာတွေမှာဟောနို့လို့ပွဲလို့ဖို့ပြီးတဲ့အခါသို့မဟုတ်ဂါလီမန်မေရောလက်စမီမေရောအဆရှိတဲ့သူရတ္တိအဆရှိတဲ့ပုံစံတွေနားမှာအဲသားသမီးစုပန်နာမျိုးတွေခါကံရဲ့အထောက်အပံ့နဲ့မိမိရဲ့အတိတ်ဂျေဆက်ကိုအထောက်အပံ့များစွာရရှိတတ်တဲ့အတွက်ကြောင့်မလို့သားသမီးလိုချင်သူများအဖို့ကတော့ တောင်းလို့ရတော့လဖြစ်ပြီးတော့ဆူတောင်းအင်မတန်ပြည့်မဲ့လဖြစ်ပါတယ်။စားတောက်ကုန်လုပ်ငန်းတွေ၊ဇန်စီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေ၊စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်။ညီကောင်မတော်တွေရဲ့အကူအညီထောက်ကူကိုရရှိတတ်သောလအပိုင်းခြားသူရှိရှာကောင်းမွန်မှုတွေရရှိတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ရင်လည်းညီကောင်မတော်တွေရဲ့အထောက်အကူရရှိတာမျိုးလေးတွေ လက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲရရှိတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အများများသုံးများများဆွဲရတာမျိုးတွေဂျုံကတတ်တော်ကာလပိုင်းခြားဖြစ်ပြီးတော့ဘလောက်ပဲသုံးသုံးအခက်အခဲတော့များစွာမရှိပဲနဲ့ခက်ခဲရင်အောင်လို့လို့ဝင်လာတတ်တော်ကာလဖြစ်တယ်။ကြံ့ကြာနေသောငွေကြီးတွေပြန်လဲဝင်လာရတာမျိုးတွေဂျုံကတတ်တော်အလအပိုင်းခြားဖြစ်ပါတယ်။အိမ်တော်ဘက်ရှိသူပဲရီစားဘက်မိမိရှိသောမြန်လို့သူတွေအခုနီထောက်ဖို့ရရှိတတ်တော်ကာလဖြစ်တဲ့သူကမိမိစိတ်ကိုနားလဲပြီးနိုင်တော့တလုံးလူသားသမီးမိတ်ဆွေများဖို့မိမိတို့စိတ်ရဲ့နားလဲပြီးနိုင်တဲ့သူတွေတိုင်ပင်ပြောဆိုအခုနီတောင်းရင် ကံရဲ့တုတ်တက်အောင်မြင်မှုတွေရရှိဒီမှာအသေးချာပဲဖြစ်တယ်။ယာဓုတုတ်ဖို့ယာဓုတက်ဖို့ညှော်နေနေတဲ့မိတ်ဆွေများယာဓုကမိမိတို့အနေနဲ့ငကူကယာဓုတုတ်ဖို့ယာဓုတက်ဖို့ကိစ္စလေးတွေမှာခြောက်ထားတယ်ဆိုရင်တော့တိုးနိုင်တယ်ကံလဲလာတယ်။ဒါပေမဲ့လက်ရှိကာလမှာယာဓုတုတ်ဖို့ယာဓုတက်ဖို့စပြောမယ်ဆိုရင်တော့တတိယဘွားအထက်လူကြီးအကြီးငယ်တွေရဖိအားပေးခံရတာမျိုးလေးတွေစီးမြအသည့်စီးကန်းအသည့်လေးတွေကြောင့်မလို့နားလည်မှုလွဲတာမျိုးလေးတွေကိုယ့်အပေါ်မှာ အချိန်မပေးနိုင်တာမျိုးလေးတွေပဋိပခလေးတွေဂျုံကတက်တက်ပြတော့ဒီကာလမှာယာတုတို့ယာတုတက်ဖြီမဲ့မိတ်ဆွေများယာတုတို့ယာတုတက်တော့အဲစတင်ပြောဆိုမဲ့မိတ်ဆွေများအခုကတော့အတက်နိုင်ဆုံးသတိပြုစင်ရင်ပြီးတော့ပြောဆိုကာမတော်ကကြမဲ့လာဖြစ်ပြီးတော့စကားလွဲအလုံလွဲဂတိပြတ်ဆွနာလို့ပြဿနာတက်တာမျိုးလေးတွေဂျုံကတက်တက်ပြတော့စင်ရင်ပြရန်ပြတော့လိုအပ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့ပြင်ဒီလိုနဲ့တာသမီမိတ်ဆွေတွေ ဒါပြင်နှလုံးရဲ့သားသမီးမိတ်ဆွေတို့ ਨੇ မိတ်ဆွေတို့ရဲ့ဒီတလတာတော်တွေမှာဆိုရင်တော့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာရှေ့လိုဆောင်ရတာမျိုးလေးတွေအစုချေရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေရှေ့လိုဆောင်ရလုဆောင်တာမျိုးလေးတွေအာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလအပိုင်းချဖြစ်ပါတယ်။အယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအမှုပညာဆိုင်ရာလုပ်ငန်းတွေဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့အကျိုးအသုံးချချာအကျိုးရှိရှိအသုံးချလို့တဲ့မိတ်ဆွေများရှေ့လိုဆောင်ရလုဆောင်ရအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဖျားဇေဒီပရဝန်တွေ အိမ်မက်မက်တာမျိုးသူမဟုတ်မိမိအိမ်ကိုဖျားပေါက်အကြောင်းကြောင်းလေးစင်လူတော်လေးမဒီလေးအဆရှိတဲ့ဘာသာရေးဆိုင်ရာအရာလေးတွေလက်ဆောင်ရရှိတာမျိုးဝင်လာတာမျိုးတွေဆိုရင်တော့မိတ်ဆွေတို့ရဲ့ထီကန်ဆန်းလိုက်တာမျိုးထီထိုးတာမျိုးတွေလောက်ဆောင်ပြီးကိုလိုအပ်ကြောင်းနဲ့ထပ်လောက်အကြံပေးပြီးတော့ကန်တရားရဲ့တူတူချာချာပြောင်းလဲမှုတွေရရှိတတ်သောကာလဖြစ်ပါတယ်လက်ရှိပစ္စည်းတို့အိမ်ဝင်းပစ္စည်းတို့ဆက်ပစ္စည်းတို့ယင်တို့ကျင်းတွေအစ်စ်ဝင်လာတာမျိုးလေးတွေကြောင်းရတတ်လို့ရွှေငွေလူ လဝိလဆာဗရမ်မြဘူဘွားယရနာအဆက်ရဲ့ယရနာစိန်ကြောက်တယ်တန်မိုးရှိတာတွေကျင်းတယ်ဝင်လာတတ်တာဖြစ်တဲ့အတွက်တိတိကလေးတွေမခေါ်ဘဲနဲ့ជីជីជីသာပြောဖို့လိုအပ်ကြောင်းလဲထပ်လောက်အကြံပြုပြောပြလိုက်ပါစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကူကကျမ်းမာရင်းနဲ့ပတ်သက်လာလို့ရှိရင်ဝေဒနာဖြစ်နေတာမျိုးငကူကပြုပြင်ပြောင်းလဲလို့မရတာမျိုးငကူကအပြေရှာနေတဲ့ကိစ္စလေးတွေမှာဒီကလာမှာပြဿနာရဲ့လမ်းစာကိုဆွဲထုတ်ပြီးတော့ ်လုံနိုင်တယ်သို့တော့ဘာလို့ဖြစ်ဖြစ်ကိုကမှန်မှန်ကိုကမှမှဒေါသနဲ့ဆုံးဖြတ်ဆောင်ရွက်တာဟာအမားကိုစက်မားဖို့ကလမ်းပြနေတယ်လို့ဖြစ်တဲ့အတွက်တော့သတိထားစင်ကြံပေးရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေရဝေးနေခြားခရီးသွားပြည်ပနဲ့ပတ်သက်တာမျိုးလေးတွေဆိုရင်တော့အဲအာသာကောင်းမှုပြီးတော့ရှေ့တူဆောင်ရွက်လုဆောင်ရအာသာကောင်းမှုတွေနဲ့ပြည်တွင်းခရီးသွားလေးတွေနဲ့ပတ်သက်တာမျိုးလေးတွေ ပရိသပြုစင်ကြီးရလိုအပ်ပြီးတော့ပြပအတွက်တော့အားသာပြီးတော့ရှေ့လို့ဆောင်ရလှုပ်ဆောင်ရင်ကောင်းပေမဲ့ပြည်တွင်းခရီးသွားလေးတွေမိသားစုမိတ်ဆွေပေါင်းသင်းတွေနဲ့ပတ်သက်လို့နားလည်မှုလွဲတာမျိုးလေးတွေလူမွေးကိစ္စပဋိပက္ခလေးတွေအနေနဲ့ကြုံရတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုတော့ဂယုဆိုင်သတိထားစင်ကြီးပေးရအတွက်တော့များစွာလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာအလုတ်အကအလုတ်ကိုင်းနဲ့ပတ်သက်ရင်အလုတ်တစ်ချာနေသူတွေအလုတ်ဟောင်းကြီးကိုအစင်ပြောင်းဆက်ပြီးစူးစမ်းနေတဲ့မိတ်ဆွေများကတော့ ကိုကိုကိုပြန်မေးသိမိအပြောင်းလဲနဲ့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းချီလို့ဆောင်ရွက်လှုပ်ဆောင်သွားမှာတော်ခါကြမယ်လားဖြစ်ကြောင်းခလောင်းပြောကြလိုက်ပြစီပညာရေးနဲ့ပတ်သက်ရင်တော့ခက်ချင်းချင်းခက်တက်ပြက်ပြက်ပြောပါမယ်တက်ပြီးသားပညာဘူးပဲအတုံးချပါအခြားသောပညာရဲ့အသစ်တွေသင်ယူတာဟာဒီလတာမှာအားနေပြီးတော့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးပညာရေးနဲ့ပတ်သက်လာရင်တော့တာမန်ထက်ပိုပြီးရုန်းကန်ရတတ်တော့ကာလမိမိဖြစ်နေတာတခုလှုပ်နေတာတခုနဲ့ညီမှန်းချက်နဲ့ဖြစ်နေတာနဲ့ မှန်ချတဲ့နန်းတို့ကလွဲနေတယ်လို့မျိုးเนาะဆုံဆနာလိုပါတင်နေတာတစ်ခုဝါသနာပါတာတစ်ခုဆိုပြီးနှစ်ခုဒီနဝမှာဝါသနာမှာပဲရှိတူမှုကြံ့ကြံ့နေတက်တက်တက်ပညာရေးနဲ့ပတ်သက်ရင်တော့အတော်ကိုယုံကံရတဲ့လာဖြစ်တဲ့အတွက်တော့ပညာရေးဆိုင်ရာကိစ္စလေးတွေမှာတော့တတိပြုစင်ပြန်ပြီးတော့လူအကြောင်းထပ်လောက်ပြောကြားလိုက်ပြပါစီခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလက်တာတော်တွေမှာဆိုရင် ဘာကိုလှုပ်လို့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာမှလည်းမကိုချိတို့ဆောင်ရလှုပ်ဆောင်မှမိဟောင်းဆွေဟောင်းတွေကိုတော့သတိပြုပါအဟောင်းတွေကိုမလုပ်ပါနဲ့ပြန်ပြီးတော့တလတာလုံးကိုချုပ်ရရင်တော့မိတ်ဆွေများခင်ဗျာဒီလဟာငွေကြီးကိစ္စချိတို့ဆောင်ရလှုပ်ဆောင်မှတို့ပြီအဟောင်းတွေကိုထားပါအိမ်တွင်းကြီးကိစ္စတွေကိုလူမြေမခံပါနဲ့မိတ်ဆွေတို့နဲ့ပါဝင်ခြင်းတပုတ်လေးတွေပြောခံရတာမျိုးတွေပြုံမတတ်တဲ့အတွက်ပြဿနာတွေကိုရှင်းလေချုပ်လေဖြစ်တတ်တယ်ကွာမရှင်းပါနဲ့ရှင်းရင်ချုပ်တတ်သောကာလဖြစ်ပြီးတော့အမှန်တရားဟာအဲဘာလို့မှပြောင်းလဲလို့မရတာလူအကြောင်းနဲ့ အဖွဲ့အစည်းအသင်းပွဲနဲ့ပတ်သက်တာမျိုးလေးတွေတတိပြုပါမိမိအိမ်တွင်းလုပ်ငန်းအသင်းမှာယုတ်ရက်ကအစမပြေမှုတွေရရှိလာရင်တော့မကောင်းတဲ့အတက်ပညာတွေအောင်လန်းတိုက်တွေစုံတိုက်တွေအင်းတိုက်တွေလုပ်ငန်းအပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တယ်ဘာကိုလုံးလုံးလဲအပြိုင်ဆိုင်တွေပေါ်တက်တဲ့လာဖြစ်တာတော့အတိအကျပဲဖြစ်တယ်ကျန်တာကတော့ဘာမှစစူဝါမရှိပါဘူးဘာကိုမစိုးရှေ့တူဆောင်ရပြီးတော့ငါဟလို့ဆိုပြီးတော့မှုရှာရအောင်လုပ်ရင်အောင်မြင်မှုတိုးတက်မှုတွေကျင်းတယ်လက်ကမောက်ခတ်ရရှိစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီ အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့ဒိမ့်နေပါတယ်မိတ်ဆွေအလောင်းကစားဟာမိမိအိတ်ကတ်တယ်ကိုဝင်ကြည့်သွားတတ်တယ်သူကသတိပြုစဉ်းစားမှဖြစ်နိုင်ရင်အဲဘာကိုလှုပ်လှုပ်အတိကိုသတိကလေးနဲ့ထိချုပ်ရင်တော့အောင်မြင်တိုးတက်မဲ့လာဖြစ်ကြောင်းတစ်လောက်ပြောကြလိုက်ပါစီထို့အတူမိတ်ဆွေတို့နဲ့တာသမီးတွေဒီလာတာတို့တွေမှာဆိုရင်အကျိုးပေးသောအရာများကိုဆက်လက်ပေါ်ပြပေးပါစီဒီလာတာတို့မှာဆိုမိတ်ဆွေတို့နဲ့တာသမီးများအနေနဲ့ဆွေဝင်နာမျိုးလက်ဝက်လက်စားဝင်နာမျိုးလေးတွေတုံ့ဝါတက်တယ်လို့တန်ဖိုးရှိတဲ့ယန္နာရီတပ်သမီးတွေစင်မြင့်ဘိုးဘွားအဆရှိတာတွေရရှိတတ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါ ဇင်ဒီလိုပုံကလေးတွေကိုဖြစ်စေဇင်ပုံကလေးတွေကိုဖြစ်စေသို့မဟုတ်9000နံတရွက်ကိုအိတ်ကထဲမှာထည့်ပြီးတော့ဖြစ်စေမိမိပက်ဆက်အိတ်ပြင်မှာထည့်ပြီးတော့နော်သတိပေါ်ဒီနံပါတ်လေးတွေကိုမိမိရဲ့နံပါတ်လေးကိုတခြားလေးပေါ်နော်တီးတန်ကလေးခွက်ထည့်ပြီးတော့ပက်ဆက်အိတ်ကလေးတွေပုတ်ပြီးအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်နိုင်ပြီးတော့အဆောင်ဖြစ်လဲပြောဆိုရင်လိုရာကိစ္စပြုမှုမှုတွေအချောချောချွတ်ချွတ်ပြီးမှအသေးကြပဲဖြစ်တယ်ခင်ဗျာထို့ပြင်မိတ်ဆွေဒီလာတာတော့ဒီမှာအချိုးဖေးကံကောင်းစီတော့ကဏ္ဍအခရာတွေနေနေဆိုရင်တော့ နှစ်ကနန်းခုနှစ်ကနန်းငါးကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကုန်တိုးတက်ကောင်းမှုပြီးတော့တားတာကံကောင်းစီပါတယ်အချိုးပေးသောအရာအုံတွေနဲ့ဆိုရင်အဝါရောင်ခိုးပြရောင်အညိုရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကုန်တိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါတယ်သတိပြုစင်နေရမယ့်အရာအုံတွေနဲ့ဆိုရင်တော့အဖြူရောင်ဆွတ်ဆွတ်တွေအသားရောင်ကလေးတွေကိုသတိထားစင်ပြီးတော့ဝတ်ဆင်ပြီးလို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီဘာလို့လို့အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေရက်တို့တနင်္ဂနွေနေ့တို့စတေးရက်နေ့တို့စတေးရက်နေ့တို့ ဒီရက်လေးနေ့မှာသတိပြုစင်ညာလိုအပ်ပြီးတော့ဘာကိုလောက်လို့တနာကြီးတို့တစ်ချက်တီးတို့တိကနန်းကိုသတိပြုစင်ညာပြီးတော့ပြုလူတဦးတည်းတယောက်တည်းလိုတာလဲသတိပြုစင်ညာအတွက်တော့လိုအပ်သောကာလအပိုင်းစားဖြစ်ပါလေခင်ဗျာထို့ပြင်အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေသားသမီးတို့တနင်္ဂနွေရက်တို့မှာသတိပြုစင်ညာတောင်းရရန်လိုအပ်သောကာလအပိုင်းစားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်အမျိုးသမီးတွေအသွေးအစားနဲ့ပတ်သက်သောကျန်းမာရေးယောက်ျားဖောင်စီမိန်းမ နီးနေဆိုတဲ့အတိုင်းဆရာလည်းမသိဘူးမှန်တော့ဆရာလည်းမိမရှိတာမဟုတ်ပြီးတော့ဆရာဒီကိုမှမှလည်းယောက်ျားလေးတွေဆိုတိတ်မပြောတော့အဲ့တော့အမျိုးသမီးကိစ္စတွေနဲ့ပတ်သက်လို့အသွေးသားနဲ့ပတ်တိုင်တော့ဆရာရဲ့ဒါသာကွေနဲ့မှပြနေတယ်သတိပြုစင်ကြင်ရတော့တော့လိုအပ်ပါတယ်လို့ပဲပြောပြရစီခင်ဗျအဲမိမလည်းမရှိကြောင်းလည်းထပ်ပြောရတယ်နော်အဲ့ဒါကြောင့်ကောင်းပြီဆိုတော့မိတ်ဆွေတို့ဒီလာတာတို့ဒီမှာဆိုဘာကိုလုံးလုံးဗုဒ္ဓဘုရားသမီးအင်္ဂါသာသမီးတွေနဲ့တွက်ဖက်လုပ်တာမျိုးလေးတွေအခြေတို့ဆောင်ရတာမျိုးလေးတွေကကံရဲ့ထောက်ကူကိုရရှိတတ်တော်လာဖြစ်ပြီးတော့အကျိုးပေးကံကောင်းစေတော့ အရာလေးတွေဆိုလို့ချင်းဗာလေးကြံသေးတော့အကျိုးပေးကံကောင်းစီတဲ့အရာလည်းပါပြီကဏ္ဍလည်းပါပြီမိတ်ဆွေတို့နေသားလည်းပါပြီခရီးသွားချင်းကိစ္စအိမ်ဝင်ကိစ္စမိသားစုရဲ့ကိစ္စသူများအတိမခံလို့ရတဲ့ကိစ္စတွေကိုတော့စနေသားသမီးစနေနေ့စနေရက်တွေမှာတိုင်မင်းညီနိုင်အပြေရှားရေတိုးတက်ခြင်းအောင်မြင်ခြင်းတွေရရှိမှာအတိအကျပဲဖြစ်တယ် ။ထို့အပြင်မိတ်ဆွေတို့နဲ့ဒီလတာတော်တွေမှာဆိုလို့ချင်းဘာကိုဖြစ်ဖြစ်ချစ်တို့ဆောင်ရလှုပ်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီရတော့ငါးတော်နာရီလေးကိုနှစ်ခေါက်တည်းခောက်ပြီးတော့ plastic လေးလောင်းကြမလို့ပါဘူးပတ်စပ်အိတ်ပြင်မှာတီးတန့်ကလေးထားပါဒီလတာအဆောင်ဖြစ်သုံးပါသို့မဟုတ်မိမိရဲ့အိတ်ကတွေမှာစောင့်ထားပြီးတော့ပတ်စပ်အိတ်ကလေးကိုပုတ်ပြီးအိတ်ကကလေးကိုပုတ်ပြီးတော့လိုရာကိစ္စကိုပြောဆိုရင်ချောချောချူချူအောင်မြင်သွားမှာအတိအကျပဲဖြစ်တယ်ဘာသာရေးပုံမှုလောက်ဆက်အောင်ပါလေအဋိဌံပြုလို့တဲ့ဆရာငယ်ရဲ့ဓမ္မမိတ်ဆွေများဓမ္မတန်ဖို့တော်ဆိုတော့ပရိဘော တနေ့ကို12ပတ်12ရက်တိတိစိတ်ကိုလိုအပ်ပါတယ်ထို့အတူမိတ်ဆွေတလုံးလေးသာသမီမိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအောင်မြင်တိုးတက်အစီအစဉ်စီရအတွက်ပြုလုပ်ရမယ့်အရာလေးတွေကိုဆက်ဖော်ပြပေးပါရစေ။ဒီလတာတော်တမဆိုတလုံးလေးသာသမီမိတ်ဆွေများမိမိတို့ရဲ့လူရကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာနှစ်ရက်နေလို့24ရက်နေလို့20ရက်နေလို့23ရက်နေလို့မှာမိတ်ဆွေတို့ရဲ့ကံကိုထောက်ကူကိုရရှိတတ်ပြီးတော့အားသာကောင်းမှုတိုးတက်နိုင်သောကာလပိုင်းရှားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေတို့ဒီတလတာတော်တမဆိုလို့ရှိရင် မိမိတို့ရဲ့ကန်စတာတိုးတက်ကံကောင်းစီပြီးပြုတော့မှာတော့မိတ်ဆွေတို့ရဲ့ပဋ္ဌာန်းစာအုပ်တို့ပဋိစာအုပ်တို့ဘာသာစရဲ့ဘာသာရေးဆိုင်ရာကိစ္စတွေမိမိတို့ယုံကြည်တတ်ဝင်သောဘာသာတရားရဲ့အကောင်းချင်းအရာတွေကိုဝေမျှခြင်းတွေမေတ္တာတုပ်တို့ပေကြီးဆက်တတ်တုပ်စာအုပ်တွေပေကန်းစွန့်ကြဲခြင်းတွေဟာမိတ်ဆွေတို့ရဲ့ကံဟာအညံ့နေတာနေတိုးတက်ပြီးတော့ကံကောင်းမှုတွေရရှိလာမှာအတိအကျပဲဖြစ်တယ်ခင်ဗျာနော်ထို့အပြင်မိတ်ဆွေဒီတလတာတို့တို့မှာဆိုရင်အဆက်ဆက်အရာအောင်မြင်စင်ပြီးတိုးတက်စေရအတွက်မိတ်ဆွေတို့အနေနဲ့ ရပိုင်များပြန်ကြက်ပြီးတော့မဟောတာတလဆာမရိုက်တာကြာလို့တော့အိုကေကောင်းပြီအဲ့တော့ဒီတလဆာတို့ဒီမှာမိတ်ဆွေတို့အဆက်ဆက်ရာကန်စတာတိုးတက်ကောင်းမှုပြီးတော့ကန်ကောင်းစီရန်တို့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေရောင်းထွက်စီရန်တို့ကမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိတို့ရဲ့နော်မိမိတို့ရဲ့ကုန်ပစ္စည်းတွေအရောင်းထွက်စီဖို့အတွက်ဆိုရင်ခရင်လေးတစ်ချောင်းနဲ့ရိုက်ပုတ်ထိပြီးပြီးတော့ရောင်းထွက်ပါစီရောင်းထွက်ပါစီရောင်းထွက်ပါစီဆိုပြီးတော့ပြောလိုက်ပါအရောင်းတက်ပြီးတော့အရောင်းထွက်ပါစီမှာအတိအကျပဲဖြစ်တယ်ဒီလတာတို့တွေမှာအဆက်ဆက်ရာကန်ကောင်းစီပြီးတလတာလို့စင်ပြီးအောင်မြင်တိုးတက်စီရန်ပြုလုပ်ရမယ်ရေရီယာကမပြောမိဘူး ။ဇန်ငယ်နာမပီနေမိကြည့်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ချောက်790 290 410 WhatsApp Telegram ဗိုက်ဘာနံပါတ်963 50 50 9နဲ့နှစ်မှာဆက်သွယ်မြင်းမြန်နိုင်ကြောင်းနဲ့2026ခုနှစ်အတွက်တနစ်စာမိတ်ဆွေတို့ရဲ့ဇာတ်ကွင်နဲ့တရားစစ်ပြီးတော့တွက်လို့ရမိတ်ဆွေများဖို့ကတော့ဇာတ်ငယ်နားမှာအိမ်ရောက်လဲဖြစ်စေအွန်လိုင်းကနေဖြစ်စေအထူးသဖြင့်အိမ်ရောက်ပုံမှာလေးခြင်းပါလေဇာတ်လက်ဆောင်တွေထည့်ပေးခြင်းတော့ပါအိမ်ရောက်ဖြစ်စေဆက်သွယ်မှာနိုင်ကြောင်းနဲ့တလဆာခေါ်စတဲ့မှာဆရာမိတ်ဆွေတအူးတင်းတယောက်ဖြစ်စေတသက်စာဇာတ်ကွင်ကို က်ချက်ပြီးတော့ဘယ်ယာရီအကျိုးပေးဘယ်ယာရီဘဝတတ္တတမှာအကျိုးပေးလဲဘယ်လိုလုပ်ငန်းတွေအိမ်တော်ဘက်ဖြစ်ဘယ်လိုတွေဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့ဟိုဆိုတာလို့တတ္တတာအပြင်ကိုဆရာလက်ဆောင်ထည့်ပြီးတော့တေချာကိုတွက်ချက်ပြီးတော့လက်ဆောင်ထည့်ပြီးတော့လိုအပ်ကြောင်းနဲ့တနစ်စာနာတော်26ခုနှစ်အတွက်ကျမကြီးကဆက်စီးသွားရအောင်လာလာအယောင်ငါအဆလို့နေသားကအဆုံဒါလေးတွေပါအားလုံးပါတယ်အတွက်မိတ်ဆွေတို့တနစ်တာလုံးမှာဘေးရင်မေးရတာခမ်းမြမ်းမြမ်းကြိုက်တယ်မိတ်ဆွေများတနစ်စာလုံးမှာဆရာကိုကြိုတင်စီးပေးပါဆရာရေးနိုင်တဲ့လောက်တော့ရေးပြီးတော့ အတက်နိုင်ကိုကြိုးစားပါမယ်။မနစ်ကမရတဲ့မိတ်ဆွေများတော့နည်းနည်းညနာလိုက်ပြစီခင်ဗျာ။ကောင်းပြီ။အဲ့ဒီခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်းပါပဲဆက်သွယ်မြင်းများနိုင်ချောင်းနဲ့ကောင်းပြီ။မိတ်ဆွေတနုံနေသားသမီးတွေဒီတလတာလုံးမှာအဆက်ဆက်ရရအစင်ပြေအောင်မြင်စေတိုးတက်စေပြီးကံကောင်းစီရန်အတွက်ပြုလုပ်ပါမယ်။ရေဒီယာအနေနဲ့ဆိုရင်တော့ဖြစ်။ဆရာတို့ပကံများတစ်ချက်တည်းမှာစံအနည်းငယ်လေးထည့်ပါ။စံလေးနည်းနည်းထည့်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဒါပြီးတဲ့အခါတစ်ဖက်ကလည်းစားလေးနည်းနည်းထည့်ပါ။စားလေးနည်းနည်းထည့်ပြီးတဲ့အခါကျတော့မိတ်ဆွေတို့အနေနဲ့ဟို ျွန်တော်တို့စံစီစေစားဆိုတဲ့အရာလေးကိုဆရာပြောချင်တာရှင်းကလေးနဲ့လူလူဘန်ကလေးနဲ့လူလူတူပြီးတဲ့အခါမိတ်ဆွေတို့ရဲ့အိမ်ရဲ့ဖခင်မှာခုနှစ်ရက်တိတိမွေးနေ့ကစခုနှစ်ရက်တိတိလူပါတူပြီးတဲ့အခါနောက်ထပ်တနင်္ဂနွေနေ့တရနောက်တရတနင်္ဂနွေသားသမီးတို့တနင်္ဂနွေရနေပြီးတော့ခုနှစ်ရက်တိတိလူပါဒါပြီးနောက်တနင်္ဂနွေတရမှာကိုလဲစားပါလူကြီးမိဘတွေကိုလည်းဝင်မြပါမရှိသူတွေသရွေးဆံတွေကိုလည်းကျွေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာ ကောင်းမွန်မှုတွေရရှိလာပြီးတော့အဆင်ပြေပြီးအောင်မြင်ပြီးတော့တလတာလို့အဆင်ပြေမှာအတေကြပဲဖြစ်တယ်ရေရီယာနောက်တစ်ခုထပ်ပြီးပေးလို့ပဲမယ်လို့ဒီ၁၂လပိုင်းကိုတော့လက်လွတ်လိုက်ပြီးတော့ဆရာ9000ကျပ်ပါခင်ဗျာတော့တော့ဟိုဆရာတနစ်စာဟောစကား9000ကျပ်ပါခင်ဗျာဆရာ line နဲ့ဒီ comment နဲ့ဖြေနေပြီကောင်းပြီဆိုတော့အဆက်ဆက်ရအောင်မြင်စင်မီတိုးတက်စီလို့တို့က2026မှာကံကောင်းစီလို့တို့ကဆရာရဲ့ဇာနေပီဒီ Facebook page ကိုဆက်လက်ဆောင်ကြည့်ပေးအောင်နဲ့ပြက်ကလေးရေတရားတွေအခြားရေတရားတွေနဲ့တနစ်တာလုံးကိုဆရာသုံးတက်ဖို့အတွက်လည်း ြင်ဆင်ထားပြီဖြစ်တဲ့အတွက်ကောင်းပါပြီဒီနောက်နေကာလမီမိတ်ဆွေတွေအားလုံး2026ခုနှစ်မှာလာဖို့အတွက်ကံကောင်းဖို့အတွက်2025ခုနှစ်ရဲ့12လပိုင်းမှာအစိုးရအကောင်တွေကိုတခါတည်းပြ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 ဆုံးဖြတ်ဆောင်ရွက်နိုင်ကြပါစေကြောင်းစုမုံကောင်းတူလေးပေးလို့နောက်နောက်နေကာလမီမိတ်ဆွေတွေအားလုံးကိုစီကိုစီကျမ်းမာဒီပကတိချမ်းသာခြင်းရှိလို့ယရနာစင်ရောက်ဇေတောက်ပဲကစားနိုင်လို့2025ကအစိုးအညံ့ဒီ2025ရဲ့12လပိုင်းမှာထားခဲ့ပြီးတော့လာမယ့်နှစ်တက်မှာ ပြန်ကောင်းမှုတွေရရှိဖို့ဆရာတို့တွေတက်ညီလက်ညီလော်တက်ကြရအောင်လို့ပြောရင်းနဲ့ပဲဒီမှာပဲနားလိုက်ကြပါစေခင်ဗျာယေရှုတင်ပါတယ်